အားလုံးမင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော်တို့ SCP ထိုင်မယ်နဲ့အသုံးပြုတဲ့မိတ်ဆွေအနေနဲ့ပေါ့နော် ATM ပုံးကနေပြီးတော့တခြားကျွန်တော်တို့ဘဏ်တွေပေါ့နော်ငွေလွှဲပြောင်းတဲ့နေကိုကျွန်တော်ဘူဟုသူရအနေနဲ့ဒါတင်ဆက်ပြသပေးမှာဖြစ်ပါတယ်ဗျာအဲ့တော့ကျွန်တော်တို့ဒါ ATM ပုံးမှာတော့မယ်နော်ပြီးကျွန်တော်တို့ ATM ကတ်ထည့်မယ်ဒီမှာပတ်သက်တာအဆင်ပြေရယူလို့ရတယ်ကျွန်တော်အင်္ဂလိပ်နဲ့ပြပေးမယ်နော်ပြီးရင်တော့ကျွန်တော်ဒီမှာ transfer ရှိရဗျအဲဒီကောင်လေးကိုကျွန်တော်တို့တစ်ချက်နှိမ့်မယ်နော် ပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာသူအနာသပန်ဆိုတာကိုတစ်ချက်နှိပ်ပြီးမယ်နော်ဒါတခြားပန်တွေကိုလည်းမှဖြစ်တဲ့လို့ကြောင့်မို့နော်ပြီးကျွန်တော်ဒီမှာပန်တွေရွေးလို့ရတယ်ဒီအောက်ဆုံးမှာရှိတဲ့အသားကိုထပ်နေမယ်ဒါဆိုရင်ကျွန်တော်တို့ထပ်ပြီးတော့ပန်တွေထပ်ရွေးလို့ရမယ်အသားကိုထပ်နေရင်ထပ်ရွေးလို့ရတယ်အာကျွန်တော်တို့ဒီမှာပရဏောင်းပြန်သွားကျင်နေဆိုရင်တော့သူကဒီအောက်ဆုံးမှာရှိတဲ့ဒီဘတ်တူဘတ်တူမိတ်မီနူဆိုတဲ့ခရက်ကိုပြန်နှိမ့်မှတတ်ရင်နောင်ပြန်ဆုံမှာပေါ့နော်โอเคတော့ကျွန်တော် နောင်ပြန်ဆုတ်လိုက်မယ် ဒါဆိုတော့မူရင်းစာမျက်နှာရောက်သွားလိမ့်မယ်ပြီးရင်ကျွန်တော်ဒီမှာဆန္ဒလိုပဲပတ်သက်ကပြန်ယူပေးလိုက်ပေါ့နော်ပြီးရင်ဆိုအတိုင်းမယ်ကျွန်တော်ဒီပြန်သွားမယ်ဒီတစ်ခါကျွန်တော်ကဒါအကစီကွန်စမ်းပြမယ်ဗျာကျွန်တော်ဒီမှာနော်ကစီကွန်ပောင်းယူပေးလိုက်မယ်ဗျာပြီးဆိုရင်ကျွန်တော်ဒီမှာနော်7ကောင်းဆိုတာကိုတစ်ချက်နှိပ်ပြီးနော်ဒါအရေးကြီးတယ်ပြီးပြီးဆိုရင်နော်ကျွန်တော်ရဲ့ဒီပန်နပတ်ဆက်လုံးကိုမှန်ကန်အောင်ထည့်ပြီးနော်ပန်နပတ်ဖမားစီနဲ့ပန်နပတ်မှန်ပြီဆိုရင်ပေါ်က chorus ဆိုတာတစ်ချက်နှိပ်မယ် ။ပြီးဆိုရင်တော့ဒီမှာငွေမောက်ထည့်မယ်။ငွေမောက်ကတော့ကျွန်တော်100ဘတ်စမ်းလွှဲပြမယ်။ပြီးရင်တော့ကျွန်တော်ဒီမှာနော် chorus board ကထပ်နိုင်မယ်။ဒီနေရာမှာခဏလေးစောင့်ပေးပါ။ဒီနေရာမှာသူပြပေးမယ်။ပိုင်ရနဲ့မြည်။အဲကျွန်တော်တွေဒီမှာငွေလွှဲပြောင်းမယ်ဆိုရင်ဒီမှာလွှဲပြောင်းက95ဘတ်ပေးရတယ်ဗျာနော်။လွှဲပြောင်းကျင်တယ်ဆိုရင်တော့ confirm နေပြီလား။ကျွန်တော်ကတော့ဒါမလွှဲပြဘူး။နမူနာပြပေးတာဖြစ်ကြအောင်ကျွန်တော် cancel ကိုနှိပ်လိုက်တယ်နော်။ Okay, ဒါဆိုရင်တော့တောင်ဝင် learning နားလည်သွားမယ်ထင်တယ်တော့ထင်နေပါတော့။